ငါအသားနူးနူးညံ့ညံ့လေးနဲ့ချင်းချင်းဆက်ဆက်လေးစားလို့ကောင်းမှာကောင်းမှာပဲရှင်။ Hello အားလုံးဝမင်္ဂလာပါရှင်။ဒီနေ့မှာတော့အိမ်မှာငါသက်မြပောင်းလေးလှုပ်ရှားဖြစ်လို့လုံနီလေးပြန်လည်လာပြန်ဝေးတာဖြစ်ပါရဲ့ရှင်။အရင်ဆုံးငါသက်မြပောင်းနဲ့စားဖို့အတွက် sauce လေးစက်ပါမယ်။ငြိုသီးစိမ့်ထည့်ပါမယ်၊ကျွတ်ကျွတ်ပြူထည့်မယ်၊နန်းနန်းပင်ကိုအမြစ်ပါထည့်မယ်ပေါ့နော်။ပြီးတော့ထညက်ထည့်ပါမယ်၊ချိုမုတ်ထည့်မယ်၊ငံပြားလေးထည့်မယ်။ပြီးတော့သမရသီးပါ တခါရေညှစ်ထည့်လိုက်ပါမယ်ရှင်။ အားလုံးဆုံးသွားပြီဆိုတော့မှကျိတ်ဆက်လေးနဲ့ကျိတ်မယ်ပေါ့နော်ကျိစက်မရှိတဲ့သူကကျွန်တော်မြို့ဆုံနေမှာပဲထဲထောင်လိုက်လို့အဆင်ပြေတယ်ပေါ့နော်။ဘာမှမခက်ခဲပါဘူးရှင်။မြို့ဆုံနဲ့ထဲထောင်မယ်ဆိုလို့ရှိရင်တော့တမယာတိနဲ့ငံပြားကြီးကတော့နောက်မှထဲလေးရတယ်ပေါ့နော်။အားလုံးဆုံအောင်ထဲပြီးသွားပြီဆိုရင်တော့ကျိလိုက်ပါမယ်ရှင်။ဒါလေးကတော့ကျိပြီးသွားတဲ့နေထားလေးပါရှင်။ Source ကရပြီဆိုတော့ကျွန်မငါးကိုပေါင်ဖို့အတွက်ပြင်ဆင်ပါမယ်ရှင်။ ကျမငါးပေါင်းတော့ပေါ့နော်ကျမဝယ်ထားတဲ့အိုးလေးနဲ့ပေါင်းကြည့်တာပေါ့နော်ဒါပေမဲ့ငါတအားကြီးနေတဲ့ခါကျတော့ကျမဝယ်ထားတဲ့အိုးလေးကသေးနေအောင်အဆင်မပြေဘူးပေါ့နော်ငါ့ကိုလုံးဝတန်ရှင်းစင်ကြအောင်ဆေးကြောပါမယ်ပြီးမှရင်ဘိုက်အတွင်းထဲကကလေးစာတွေအကုန်လုံးထုတ်ပြီးတော့ဒီဘိုက်ထဲကိုကျမတို့စပတ်လင်လေးထည့်လိုက်ပါမယ်ကျမဝယ်ထားတဲ့အိုးလေးနဲ့ရမရအောင်ကျမစမ်းကြည့်ရပါမယ်အဆင်မပြေဘူးပေါ့နော်ညီမျိုးစုံနဲ့စမ်းကြည့်ရမရပါဘူးရှင်နောက်ဆုံးမှာတော့ကျမဒေအိုးထဲမှာပဲတူလေးလေးချောင်းပေါ့နော်အောက်ပါခံပြီးတော့ပေါ့ကနေပကံများလေးနဲ့ပဲဒေအိုးလေးနဲ့ပဲအလွယ်ကိုပဲပေါင်းလိုက်ပါရရှင် ကျမတို့ကအသားလုံးဝနူးသွားတဲ့အနေထားလောက်ထိပေါ့နော်မိနစ်30လောက်ပေါင်းလိုက်ပါရရှင်ဒီငားရဲ့ထွက်လာတဲ့သူ့ရဲ့အရေးတွေပါရှင်ဒီငားကနေထွက်လာတဲ့အရေးကဒီချိုအရေးချိုချိုလေးတွေပေါ့နော်ဒီအရေးလေးတွေကိုပဲအဲကျမပြန်သုံးပါပါရှင်ပြန်သုံးပြမယ်ပေါ့နော်အောင်မတူလေးလေးချောင်းခံပြီးတော့ဘောနောပေါင်းလိုက်တာလေမဆိုးတော့မဆိုးပါဘူးအဆင်ပြေပါရှင်ငါကတအားကြီးနေတဲ့ခါကျတော့ကျမဝယ်ထားတဲ့ပေါင်းကသေးနေတော့အဆင်ပြေဘူးကွာနော် ဲ့တော့ခုနကကျွန်မငားထဲမှာပါတဲ့အရှိလေးကြီးရယ်နောက်စပလေးရယ်ပြီးတော့ကျွန်မတို့ကြိတ်ထားတဲ့အဟာရရယ်ပေါ့နော်အကုန်လုံးချက်လိုက်မယ်ပေါ့နော်အဲ့မဆက်ပဲတဲ့ခုနဆော့စ်တိုင်းပဲကိုကျမတို့ဒီငားပေါ့ကိုဖြန်းလိုက်ရုံနဲ့လည်းရတယ်ပေါ့နော်ဒါမှကျမတို့ကဒီအရည်လေးကိုလည်းတောက်ချင်တာဖြစ်တဲ့ခါကျတော့ဒီကျမတို့ကငားမှရှိတဲ့အရည်တွေနဲ့ချိန်ထားတဲ့အရာတွေနဲ့ကိုကျမတို့စူပွက်သွားတဲ့အနေထားလောက်ထိချက်လိုက်တယ်ပေါ့နော်အရသာလေးအနေနဲ့လိုလိုပေါ့နော်ကျမကငံပြားကြီးလေးထည့်ပလိုက်ပါတယ်ပြီးတော့ခုနချိန်တဲ့ထဲမှာထညက်လေးတွေကမာတဲ့ခါကျတော့ တော့လေတိတ်မပြုတ်သွားတဲ့ခါကျတော့ထညက်လေးတွေကလည်းအခဲလိုက်လိုက်ကြီးကျန်ပြီးတော့ကျမကထညက်လေးလည်းပြန်ထည့်လိုက်တယ်ပေါ့နော်အရေလေးရလည်းစူပွက်လာပြီဆိုတော့ကျွန်တော်တို့ပေါင်လာတဲ့ငါးလေးကိုထည့်လိုက်ပါမရှင်ဒီငါးနဲ့ပေါ့နော်ဒီရတာအရေလေးနဲ့ရောသမသွားအောင်လို့ကျွန်မတစ်ခါထပ်ပြီးတော့ပေါ့နော်ဟိုအနေငယ်တော့ပေါ့ထချက်လိုက်မယ်ပေါ့နော်ငါ့ဟိုကကျွန်တော်တို့ဘာအရတာမှမနေထားတဲ့အတွက်ငါးမှာတော့တည်တဲ့အရတာတော့တိတ်မရှိဘူးပေါ့နော်ငါအသားလေးတိုင်းငါအသားအရတာလေးတိုင်းပဲရတယ်ပေါ့နော်ဒီငါးလေးနဲ့အရေလေးနဲ့တွဲပြီးစားတော့ခါမှာ ဲအရသာလေးပိုးရှိတာပေါ့နော်။ငားကအရသာလေးမနေထားတဲ့အတွက်ငားသီးသက်အရသာလေးပဲရပါပြီရှင်။ဒီ sauce အရေးလေးနဲ့လည်းလေအရန်စားလို့ကောင်းပါတယ်ရှင်။ဒီ sauce အရေးလေးကတော်တော်လေးကိုတောက်လို့ကောင်းပါတယ်။ကျွန်တော်တို့ကတော့အရေးဖြစ်ပြုလုပ်လိုက်တယ်ပေါ့နော်။တောက်ချင်တဲ့ခါကျတော့မတောက်ချင်တဲ့သူကတော့ကျွန်တော်တို့ခုနကြိတ်ထားတဲ့အတိုင်းကိုပဲငားလေးပေါ်ကိုထည့်လိုက်ပြီးဆိုရင်တော့ရသွားပါပြီရှင်။ sauce လေးရလေးချွတ်ချွတ်ချင်းချင်းဆက်ဆက်လေးနဲ့တောက်လို့ကောင်းမှကောင်းပဲရှင်။ ကျမရဲ့ဗီဒီယိုလေးကိုစောင့်ကြည့်ရှုပေးကြတဲ့တူဦးတယောက်ရှင်စီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။ငါတက်မြပေါင်းနည်းတွေကတော့နည်းမျိုးစုံရှိရပါတော့။ကျမအခုလုပ်ပြတဲ့နည်းလေးရလည်းအရန်လွယ်ကူတာမို့လို့ကျမရဲ့ဗီဒီယိုလေးကအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ကျမရဲ့နောက်ထပ်ဗီဒီယိုအသစ်တွေကိုလည်းအားပေးကြပါအောင်လို့တောင်းဆိုပါတယ်နော်။ကျမရဲ့နောက်ထပ်ဗီဒီယိုအသစ်တွေမှာပြန်လည်တွေ့ဆုံပါမယ်ရှင်။အားလုံးပဲဘိုင်ဘိုင်။